စီရိုက်တော်ဆွေရေးသားတော်တောင်ပြန်ထွေလာအရိတာစာစုများစာအုံးမှ စာစုကောင်းတစ်ပုဒ်ဖြစ်သည့်တွေးမိတွေးရာရကုစာဖတ်သူဤစာဖတ်ရတော့ဇူလိုင်ကမိုးဖြန်ဖြန်ကျနေပြီမို့မြန်မာပြည်မှာ အပူဒေဂရီမပြင်းထန်တော့လူတွေနေတာထိုင်တာရှိနေကြပြီကျွန်တော်ဤစာကိုရေးသည့်ချိန်မေလ29ရက်နေ့လောက်၌က ကျွန်တော်ယခုနေသောဧရိယာရန်ကုန်မင်္ဂလာရုံအပူဒီဂရီမှာ104ဒီဂရီရှိနေလေရ။နေ့လယ်နေခင်းမှာဆိုရင်လူတကိုယ်လုံးမိခင်ထားတဲ့ကဲ့သို့လွန်စွာနေထိုင်ရခလာပါ၏။ညဆိုရင်လည်းတော်တော်နဲ့အိမ်လိုမပြော။လူအစားတောက်လည်းပြည့်ကိုလက်မအီမသာဖြစ်ကော စိတ်မကြည်မလင်ညံမရှင်ပဲစာရေးခြင်းဖြင့်အသက်မွေးရသောကျွန်တော်ဖို့မှာလွန်စွာအခက်ခဲတွေ့လာပါ၏။ ကျွန်တော်ယခုတလောလာစဉ်တောင်းယူထားသည့်စာအုပ်တွေကလည်းရှူမဝတောင်းပြောင်း cherry pan ဒီမဂ္ဂဇင်းတွေအတွက်တပုတ်ပြီးတပုတ်ကျွန်တော်ခေါင်းထဲကထွက်ဖို့ကြိုးစားရပါ၏ဟောယခုတောင်းပြောင်းအတွက်ခေါင်းကြီးရေးဖို့အချိန်ရောက်ပြီချွေတလုံးလုံးနဲ့ကိုမထွက်နေတဲ့အပူပိတ်တွေကို ကိုရင်စဉ်းစားလိုက်တာလေဘာတွေတွေးမိသလဲဆိုတော့ယခုမိမိကိုမခံစားနေရသောအပူဒဏ်နဲ့စန့်ကျင်ဘက်စိတ်သက်သာရအောင်ပေါ့ဗျာ အေးများသောအခါသမျှကိုရိဘဝဟောင်းများသို့ပြန်လဲရောက်ရှိသွားပါတော့သည်ကျွန်တော်စနေသားလောက်ရွယ်နွားကြောင်ရစဉ်အခါသမျှကတခုသောမိုးကြရသည်မှာနေ့လယ်2နာရီလောက်တွင်မိုးတက်လေးဆင်းပြီးမိုးဒီမိုးပေါက်တွေပြင်းထန်သောရွာချလိုက်တော့ကျွန်တော်တို့နွားကြောင်သားတစုဟာလေဝင်ထီထီကြီးထဲမှာချန်လိုက်ကြရလေတကူလုံးနေပူးုံမကမိခိုက်ခိုက်တုံလို့ ဒီတော့ကျွန်တော်တို့ထဲမှာအကြီးဆုံးကောင်းဆောင်နွားကြောင်သောကိုမောင်ခင်ကြီးကဟက်ကောင်လေးတွေဒီလိုလာကြသူပြီးပောင်လေလောက်နဲ့တဲ့ကြီးရင်နေခေါ်သွားတယ်။အဲ့ဒီအထဲကျတော့ရေကစောစောအပူထားတဲ့နေပူချိန်ကြောင့်နွေးနေတာကိုဗျ။ကျွန်တော်တို့တွေရေထဲဆင်ပြီးကောင်းကလေးတွေပေါ်ယုံပဲထိုင်နေကြတော့ကျွန်တော်တို့ကိုမောင်အရသာရှိလိုက်တာဗျာ။ဟေးမိုးရေလေးရေနင်တို့ရွာချင်တိုင်းရွာတိုက်ချင်တိုင်းတိုက်ကြစမ်း။ ငါတို့မမှုတော့ဘူးဟုကျွန်တော်စိတ်ထဲမှာပြောမိတော့၏တသက်မှာတစ်ခါကြုံရသည့်ဘဝကိုယ်ရင်းမျိုးပေါ့အတဟာပြန်စင်ဆိုင်ရင်ကိုရှင်မှာရှိနေတဲ့သတင်းစာတွေက အပူချိန် foreign height degree 26ရက်5လ80ခွန်မုံရွာ109မကွေး109မက်ဒလီ104ပြည်104ရန်ကုန်ကပ္ပအေး104ရန်ကုန်မင်္ဂလာရုံး104 မိထီလာ၁၀၀တီဘော၁၀၀နှစ်မြေကြီးနာ99အထပ်ပါဆင်းရဲရမြင်ရတော့ကျွန်တော်ဆရာမြေကြီးနာရောက်သွားပြန်ရောဗျ1948ခုနှစ်ခုနှစ်မှာကျွန်တော်စံကုန်တဲ့ဖြစ်နေအထက်ညာတခွင်ရောက်သွားစဉ်ကမြေကြီးနာမြေစေမှာကျွန်တော်ရီချိုးခဲ့ရတာကိုတတိယရယ်မြေကြီးနာမြေဟာနေရာဒီမှာအင်မတန်ကြီးလင်းအေးမြတာဘူးဗျဘလောက်ကြီးလင်းတယ်လဲ မြစ်ထဲရဲ့လို့အဝိမပါပဲရေချိုးမယ်စင်မကူနေခမရမြစ်ထဲကိုတကူမြုပ်အောင်စီးတဲ့ဆင်းသွားပါနုဘီကောင်းမှန်ကိုပြီးရေထဲကိုမျက်လုံးဖွင့်ကြည့်လိုက်ခမရခြေကုန်ကိုခမရမြင်ရတယ်ဗျရေကအဲ့ဒါလောက်ကြည်လင်းနေနုဘီအေးမြလိုက်တာကိုတမနည်းပြအောင်ရေထဲမှာစိတ်မနေနိုင်ဘူးရေချိုးသူတွေရာရေထဲတကူလုံးမြုပ်အောင်စက္ကနဲနစ်လိုက်နုဘီကမ်းပေါ်ပြန်တက်စက်ပြာတိုက်ပြီးတော့ရေထဲစက္ကနဲပြန်စင် ကိုခနာလေးပဲရေထဲမှာလွလွန်ပြီးအ мян ပြန်တက်ရတယ်ဗျရေချိုးတဲ့လူတွေကမြည်သူမဆိုးရေထဲနှခါပဲစင်းနိုင်တယ်ဗျဘသူမှအထဲစင်းမနေနိုင်ဘူးစက်ခနဲ့ကိုကိုနှစ်စက်ခနဲ့ကိုကိုပြန်ထဖြက်ခနဲ့ကမ်းပေါ်ပြန်တက်စင်စစ်တော့မြဖြားအရာတွေမြည်ဟာရေခဲတွေကပျော်ကြလာတဲ့ရေခဲရေပဲဗျသူ့မှာဘာအနစ်အနဲမှ မရှိသေးဘူးအင်မတန်အေးမြတယ်ကြည်လင်းတယ် အဲ့ဒီအမြေကြီးနာအေရီမီကိုချိုးရတဲ့ကကျွန်တော်အသက်ဟာ20နှစ်သာရှိသေးတာပဲဗျာအခု68နှစ်အဖိုးကြီးဖြစ်လို့ကိုမပူပူဝိုင်းနဲ့ပြန်ပြီးစဉ်းစားလိုက်တော့ကိုဟာပြန်ပဲငယ်သွားသလိုလိုအေးမြသွားသလိုလိုသို့တော့စိတ်ဆိုတော့တည်ငြိမ်နာမျိုးမဟုတ်တနေရာရဲ့ဘလို့မှရက်တည်နေလို့မရတာပဲဗျာ ဒါနဲ့တပန်ကျွန်တော်စိတ်က1963ခုနှစ်44နှစ်အရွယ်ကရုရှားပြည်ရောက်သွားတော့ပြန်စင်စားမိပြန်ရောဗျာတနေ့ကင်းကျွန်တော်တို့မော်စကိုမြို့ထဲရှောက်လဲကြတော့ရုတ်တရက်မိုးရေဆက်တွေဖော်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 ကျလာတယ်ဗျာကျွန်တော်စီမမိုးရွာလာလို့မိုးပေါက်တွေလည်းမဟုတ်ဘူးစပရေးခေါ်ရဲဗျာမိုးမုံမိုးမွားတွေဟာအေးလိုက်တာပြည့်လွန်ရောဗျာညကြီးနာမြည်တယ်စင်းရွေအတိုင်းပါပဲ လူကောင်မှအနှွေးတွေရှိနေလို့သားပေါ့ဒါနဲ့ကျွန်တော်ကစက်ကပြန်ကိုပြောတယ်ဗျဟဲ့ငါတို့တိတ်ချမ်းနေပြီအရက်တော့မှဖြစ်မယ်ကွာတို့အရက်ဆိုင်ပို့ပါဆိုတော့သူကဒီအနီးနားမှာအရက်ဆိုင်မရှိဘူးဗျဟာဒုက္ခပါပဲကွာကျွန်တော်ကညီတော်သူကခမရဒီလောက်တောင်ချမ်းနေရင်အိုင်စကရင်စားလိုက်ဗျာဒီတော့ကျွန်တော်ကကျွန်တော်တို့မြန်မာပြည်ပြောလို့ရှိရတဲ့ကအိုင်မီလုံပစိုးချုံ ချမ်းရီချူနှင်းတော်တိုးဆိုရလိုဒီကောင်ကျွန်တော်ကိုနှောက်တာပဲအောင်မိပြီနှောက်တာပဲအောင်မိပြီ မင်းကွာအကြီးတဲ့နောက်မနေကြမှာနဲ့တို့ဟိုတယ်ကအမြန်ဆုံးပြန်ပို့လို့ဆိုတော့သူကမျက်နှာသားတည်တည်နဲ့ခမရကိုကျွန်တော်ကနှောက်တာမဟုတ်ပါဘူးဗျတကယ်ပါကျွန်တော်ဒီမှာဒီလိုပဲချမ်းရင်အိုင်စကရင်စောက်လေးရှိပါရယ်ခမရမြုံရင်စားကြည့်ပါဆိုပြီးလမ်းမင်းမှာရှိတဲ့စိုင်တစိုင်နဲ့ဝင်သွားတယ်ပြန်လာတော့အလုံးကလက်ကောက်ပဲလောက် အရှိကတထွာလောက်ဝါကိုဖြောင်းနိုင်နေတူတဲ့ ice cream လေးတစ်ချောင်းယူလာပြီ ice cream လေးချောင်းယူလာပြီကျွန်တော်တို့မြမသုံးယောက်ကိုတစ်ခုစီပြီး तू ကတစ်ခုစားတယ်ဒီတော့ကျွန်တော်တို့လည်းစားကြတာပေါ့စက်ကူဘက်ကိုခွောက်ခွာပြီး ice cream ချောင်းမမကြီးကိုခိုက်ခိုက်စားကြတော့တော်တော်လေးစားကောင်းတယ်ဗျအောင်မေဒီကောင်ပြောတာဟုတ်တယ်ဗျ ice cream နေဘိုက်ထဲရောက်ရောက်တော့ကျွန်တော်တို့ကိုကတဖြည်းဖြည်းနှွေးနှွေးလာတယ်ဗျ ီတော့မှကျွန်တော်စဉ်းစားမိတယ်ကျွန်တော်တို့စီမနေပူတဲ့အခါရင်းနှွေးချမ်းပူပူတောက်ကြသလိုသူတို့စီမအေးတဲ့အခါအိုင်စခရင်ချောင်းအေးအေးစားကြတာပဲဗျအပူအပူနဲ့ကာဝယ်ခြင်းအေးကိုအေးနဲ့ကာဝယ်ခြင်းပါပဲခင်ဗျာတော်တာဆွေအမတ်ခွန်1989ဇူလိုင်လာစီအီတော်ဆွေရေးသားသောစာစုကောင်းတစ်ပုဒ်ဖြစ်သည့် မြန်မာလူမျိုးနဲ့ငပိကျွန်တော်ဒီအခြားသူများနဲ့ဆောင်းရင်အင်မတန် ဖြားခဲ့နာခဲ့သူဟု ဆိုရမည်နေထိုင်မကောင်းလဲခနာတဖြုတ်ပဲဖြားပြေးနာပြေးများစေးုံတရသည်တကားမှမရှိခဲ့ဘူးသည်တို့ကြောင့်ဒီ1988ခုနှစ်ဩဂုတ်လမှာ ကျွန်တော်ဤစာရေးသက်အနည်း40တီတီပြေးပြီတလားမှစာရေးမပြတ်ခဲ့ဘူးပါဘူးခင်ဗျာ သို့သောယခုနှစ်ဇွန်လ10ရက်နေ့မှာတော့ကျွန်တော်ထူးထူးခြားခြားဖြားတာသည်ဟုဆိုရမည်။နည်းနည်းခင်ကလေးကနေထိုင်မကောင်းလိုက်တော့စာရေးပုံမပြောနဲ့စာမှဖတ်ချင်စိတ်မရှိ။လူထိုင်းမိုင်းနေလျောထမင်းလည်းမစားနိုင်တဲ့ဖြစ်ညနေ6နာရီလောက်ရောက်တော့စေးတိုက်သွားရပါရောခမ ्या ။ဆရာဝန်ကကျွန်တော်ကိုကိုစမ်းတက်တိုင်းထွာကြည့်လိုက်တော့အဖျားဒီဂရီ103ကိုသွေးချိန်က100နဲ့150 မှန်တယ်ဆိုရင်ကျွန်တော်ကိုဒီ80နဲ့120အခုအောက်သွေး20နဲ့အထက်သွေး30ပင်ပိုနေသည်အိုးဒါကြောင့်နေထိုင်မကောင်းတာကိုရောင်ဝင်ကစီတို့သည်စားသေးတွေပြေးလိုက်သည်နေပြန်ကလည်းလာခဲ့အောင်ဟုမလိုက်သည်ထုံညတက်တာလာပါပြီစတဒီယံညနေနောက်ထပ်တကောင်ဆီအောင်စီသွားသောခါနိုင်ကကျွန်တော်မှအပြားမရှိတော့ပါဘူး ကိုသွေးချိန်လဲငကိုပုံမှန်တိုင်း80နဲ့120ဖြစ်နေပါပြီ။ဆရာဝန်မလေးဒီအားသိလို့ဟင်ဦးလေးရောကလည်းအပြောင်းမြင်လိုက်တာတဲ့။အားသိတလုံးထုတ်ပြီးစားသီးတွေပေးလိုက်သည်။နောက်တနေ့လာခဲ့အောင်ဟုမလိုက်သည်။သို့တော့ကျွန်တော်မသွားတော့ပါ။ဘာကြောင့်ဆိုလူကနေထိုင်ကောင်းနေပြီကိုဗျ။ဒါပေမဲ့လို့ကျွန်တော်မှာယောဂမရှိတော့တော့လေဝေဒနာအဖက်တင်ကြံခဲ့ဒီကကရင်ပြက်လျက် ဘာမှစားခြင်းတောက်ခြင်းစိတ်မရှိခြင်းပဲဒီကျွန်တော်ဒီနေ့ကစားတောက်ဖွဲကောင်းလို့ရရာကိုစီမံလုပ်ကင်ပေးပါသည်ခောက်ဆွဲပြုတ်တဲ့ဘဲပေါင်းမြူစွမ်းနဲ့ကနန်းကြောတဲ့ကျွန်တော်ကြိုက်သောအစာများအခုတော့အဲ့ဒါတွေလဲကတွင်မတွေ့ဘူးစားခြင်းစိတ်မရှိဘူးအေး ပါသွားပြီးတော့မှနှာခေါင်းကအနံ့ရတယ်ဆိုတော့၃ရက်လောက်ကြာမှကျွန်တော်သမီးပေပေရောက်လာတယ်။သူ့မှာ Holy Double နဲ့ရေချုံကပိပါလာတယ်။သူ့မိတွေကျွန်တော်သမီးအောင်ကောင်းလို့ယူခဲ့တာ တပိတ်သားအစိတ်တောင်ပေးရတယ်အန်ဒီရဲ့ထိုအခါမိမိကပေပေဒါတာတော့ဒီငပိကိုစားနိုင်အောင်မမဟုတ်ဘူး။ "तू ကအခုမှနလန်ထလေဆိုပြီးကျွန်တော်ဘဲသူ့ဘဲပုံဖြစ်ပြီးစေးတိတ်သွားရအောင်ပြောရင်ဖြစ် ပဲပဲယူခဲ့သောငပိယူဂျိုကိုအခုညလာအတွက်မိဘဘောတင်၍ဂျိုလီယာ၎င်းငပိယစူပတ်လာသည်နှင့်အေကမ်းမာနေသောကျွန်တော်စီတို့ထောင်းကနေအနှံ့ထွက်လာကလူမာချက်ချင်းထမင်းစားခြင်းသိပေါ်လာသည်နှင့်ဟေးမေငါအဲ့ဒီငပိယနဲ့ပဲထမင်းစားတော့မယ်ကွတို့စရာဘာရမလဲတញင်းသေးနုကလေးတွေရှိတယ်မိအောင်လိုက်မယ်လေအေးကောင်းနေတို့နဲ့အဲ့ဒီညသာထမင်းစားစားနေတော့တာပဲခင်ဗျာ ငပိယေဓညင်းသည်တူတရာတို့နှင့်ကျွန်တော်လက်လံထသည်ဆိုပါတော့ဇင်း၌လွန်ခဲ့သော1929ခုနှစ်ကျွန်တော်ဆယ်နှစ်သားခန့်ကကျွန်တော်မိခင်သည်ကျွန်တော်ညီငယ်ကိုမွေးဖွားပြီးမိတွင်ထဲမှာကာလရှည်သောနာမကျန်းဖြစ်သည်ကိုပြန်လည်တရားမိသည်ဆရာမျိုးမျိုးနှင့်ကုသပါတော်လဲတော်တော်နဲ့လန်နမထလာများသောကြာနေပြီတိုးနေတနေ့တော့ကျွန်တော်မိခင်ဖခင်ကျွန်တော်ပါကြီးဥခိုထောင်သည် ဥဒါဆံမြည်သောဓာတ်ဆရာကြီးကိုခေါ်လာသည်ဓာတ်ဆရာကြီးသည်လူနာကိုကြည့်ပြီးငါသမီးဂရင်းပြတ်တာကြားပြီမဟုတ်လားအခုဘာသားကျင်သိရှိသလဲစိတ်ကူးရရှိတာပြောစမ်းအဖကျွေးမယ်ကျွန်တော်မိကမဆိုင်ခဏပင်ပြောလိုက်သည်ဟုတ်ကျမစားကျင်နေတာကတော့ငပိရင်နဲ့တခွာစီစိမ့်မှဆရာရဲ့ဒါရီဟာမိရွေးနဲ့မှဖြားနေတဲ့လူဘလို့မှမတည့်ဘူးဆိုလို့ကျမမစားရတာပါ ိုကားဆရာကြီးက"အိုးတမိစားကျင်တာစားဖြစ်လာရင်ဆရာတောင်းဝင်ယူတယ်"ဆိုပြီးငပိအင်းနဲ့တက်ခွာစီစိမ်တို့စရာကျေဝင်ကြတော့သည်ထိုစားနေပင် ကျွန်တော်မိရင်သည်တခါရင်နလန်ထားတော့၏စင်စက်ကငပိသည်ကျွန်တော်တို့မြန်မာလူမျိုးတို့၏နေ့စဉ်အခြေခံအာရဖြစ်မက လူနာတက်စာလဲဖြစ်စေတတ်ပါကြောင်းနိုဘီငပိသည်လူတို့အားဆွဲလန်းစေသည် ကျွန်တော်တို့မြန်မာတွေမှာမြန်မာပြည်တွင်ငပိကိုကိုးစားကျင်သလိုစနေရသဖြင့်ငပိသည်အရေးကြီးသောအရာမဟုတ်ဟုထင်မှတ်နေကြ၏သို့သောငပိပြက်လင်မြည်တို့ဖြစ်တဲ့သည်ကိုကျွန်တော်တို့ကိုယ်တိုင်ဖော်ပြပါဦးမည်1963ခုနှစ်ကွယ်လွန်သူမင်းရှင်ရဲ့တာကရိုးရဲ့ကျွန်တော်ရဲ့ဆိုဗီယက်ယူနီယံနဲ့အရှေ့ဂျာမနီတို့တွားကြစဉ်ကခင်ဗျားတို့ငပိကျော်တော့ယူသွားကြတော့ဟုနိုင်ငံခြားသောဘသူတယောက်ကအကြံပေးသဖြင့် ျွန်တော်တို့မှာဘာလာချောင်းကျော်ဟောလစ်ဒပလင်းစီပါသွားသည်မော်စကိုတို့ရောက်တော့ကျွန်တော်တို့စကပြန်လို့သူရုရှားလိုမျိုးကီရီရုရှန်ကင်ကခင်ဗျားတို့မှာငပိကျော်ပါရယ်မော်လားဗျာဟိုမင်းလေတော့ကျွန်တော်တို့မှာအံ့အားတင်ကြလေရဲ့ဟိုခင်ဗျငပိစားဘူးလို့လာမေးတော့သူဒီမြန်မာပြည်နဲ့ရုရှားပြည်သူကများ ကာဘူးစေကြီးကိုတိဆောက်စင်ကလကောင်ရန်ကုန်မြို့အင်းရလေးဟိုတယ်ကိုတိဆောက်စဉ်ကလကောင်းသကပြန်ဖြစ်နေတုံလင်းနေမြမြန်မာလူသမားတွေနဲ့နေခဲ့တဲ့ဖြစ် ငပိကိုစားဖို့ပြီးအလွန်ကြိုက်နေတဲ့ကြောင်ပြောလျက်ကျွန်တော်တို့ဒီမှာငပိကျော်ပါလင်ပေးစမ်းမှာဟုတောင်းနေနဲ့ကျွန်တော်တို့၃ယောက်မှာကတုံးပလင်းတောင်ရှိနေတဲ့ဖြစ်ကိုတို့အတွက်ဒပလင်းဆိုလုံလောက်ပါပြီဟုသူအောင်နှစ်ပလင်းပေးလိုက်၏အဲ့အဲ့ဒီဆေးရလောက်ကြတော့ကျွန်တော်တို့ဒပလင်းလေးဟာပြောင်းပါရောဗျာဘာကြောင့်သူတို့ဒီမှာငပိငပြန်ရင်မပါရင်ဟင်းနေရာတွေနဲ့ပေါင်မှုတ်ထောပက်ဒိန်ငယ်တွေစားတာကျွန်တော်တို့ဗဇက်တွေမှာပေါက်ပြက်ပြက်နေတာကြောင့် ကိုငပိကျော်လေးနဲ့ပဲအားရာဖြည့်တေးနေရတာကိုဗျအဲ့တော့ငပိကုံရောကျွန်တော်အစားတော့အမရမတင်းတိမ်ဖြစ်လေတော့စကပြန်ကိုပေးလိုက်တဲ့နှစ်ပလင်းတော့ရှိအောင်မှာပဲလို့တပလင်းတော့ပြန်ပေးပါတောင်းတော့သူ့အိမ်မှာနှစ်ပလင်းလုံးကုန်ပြီတဲ့ဗျာဘာကြောင့်ဆိုသူမိမနဲ့သူရောက်ခမလဲအဲ့ဒီငပိတိတ်ကြိုက်နေလို့တဲ့ဗျာကဲကောင်းရော ုံးနဲ့ကျွန်တော်တို့ဒီနိုင်ငံသားတွေတက်လာလောက်နေရာဒီနဲ့အရက်20လောက်ငပိပြက်ခဲ့ရပြီးမြန်မာပြည်ပြောင်းခဲ့ရတော့ခေါနေ့လေ3နိုင်လောက်ကိုယ်အိမ်ရောက်တည်နိုင်ကျွန်တော်တနည်းကအခုညသာဘာဟင်းစားမလဲဟုမိသည်တွင်ကျွန်တော်ကမဆိုင်ခဏပင်ပြန်ပြောလိုက်သည်ကတော့ဟိတ်ဒီပြအသားငါဟင်ချက်ချင်တာချက်ငါအတွက်အထူးစပယ်ရှယ်ကတော့ငပိအကောင်းကောင်းကိုကြိုးစမ်းပါကွာဟုဆိုသည်တော်တော်ဆွေအမတ်ရှိ1989 အကုတ်လားဆရာကြီးတော်တော်ဆွေရေးတော်တော်သာသူကောင်းတစ်ပုဒ်ဖြစ်သည်လေသူနဲ့အသူကံကူလင်ကဆုံမိုးသည်မြတ်သားမွေးပြီးနယုံမာတာမိုးဖြိုင်ဖြိုင်ကြတော်လေဝင်းပြင်သည်စိန်လန်းဆူပြေလျက်တနွေလုံးကောက်ရိုးချက်ကိုသာစားကြရတော်ကျွေးနွားတို့သည် ညံ့သူကိုမြင်ဆက်စွာလွေ၍မြူးထူးပျော်ရွှင်နေကြကုန်သည်ထိုစဉ်ခါမှာအလဲသမားတို့လည်းမိမိတို့ပြောခြင်းအတွက်ထွန်ရက်ဖို့ပြင်ဆင်ကြရလေပြီထိုနေ့၌ကိုစုညိုသည်မိမိပြောခြင်းလဲွယ်ကလေးနှစ်ပါးရှိရေရင်ကလေးထဲမှရေများကိုခက်နွဲစင်နဲ့ပတ်တင်လျက်ရှိသည်နေလနေနာရီလောက်ခရေကစတင်ခေရာယခုညနေ၄နာရီလောက်မှာအိုက်ထဲကရေတဝက်ကြွကြော်လဲတဲ့သူရောက်နေပြီ။ 9နိုင်ခွဲလောက်ဆိုရင်ပြအိုင်ထဲကရေလဲကုန်ပြီးမိမိပြိုခင်းထွက်လဲရေဖူလုံးမိမို့နက်ပြန်တစ်ပတ်ထွန်ရဲဖို့တော်ရှိပြီတော့သည်အေးရေပတ်တင်သောကိစ္စပြီးတော့ခနွဲပေါက်နေရမြေးပြုတ်ပြုတ်ကို နွားရီတက်မင်းစင်ကောင်အပေါ်ကအုပ်ပစ်ခဲ့ဖို့ဇီးကတ်တွေလဲအသင့်ခုတ်ပြီးသားဖြစ်၏ကိုစုံညိုသည်အိုင်ထဲမှတစားတစားကြလာတော့ရေနှင့်လေထဲတွင်တည်ရိပ်တက်လာသောရေကိုကြည့်ကောင်ပင်မဲသောပတ်တင်လျက်ရှိ၏ ထိုသင်္ခါမှာဖိုးများနဲ့မဲခါတို့လင်းများနဲ့လေခွေနဲ့ရှောက်လာကြသည်ကိုသူလမ်း၍မြင်ရ၏အင်းလင်းများနဲ့ကလေကူလီဆင်းရဲသောဥရဲအောက်ရဲ့နေရာမှာရွာရဲတွေနာမည်ကြီးသောစုံတွဲဖြစ်၏အချို့ကသူတို့အားဖိုးအားနဲ့မဲနာကိုခေါ်ကြ၏ထို့ကြောင့်လူရည်လေကိုစုံညိုသည်လူပေါ်လူတော်လို့ရန်စိတ်ကူးတစ်ခုရသည်နှင့်တစ်ချက်ပြုံးလိုက်ပြီးဖိုးများတို့လင်းများသူ့အနာနီးလာသည်၌လက်ထဲကခနွဲကိုလှုပ် ကတဲ့နေစိုက်ထားသောတိတ်ဝင်းကိုချီယူပြီးရေရိုင်ထဲတွင်ဟိုဒီဒီရှောက်ရိုက်နေလေသည်ဒါကိုဖိုးများတို့လင်မယားမြင်နေသောနှစ်ယောက်သားပြေးလာကြပြီးကိုစွညိုဘာလဲဗျဘာလဲရှင်နဲ့အမော်တော်မေးစားလေသည်ကိုစွညိုသည်ယုတ်တရမဖြစ်သေးပဲအဲ့တပတ်လောက်ရှောက်ရိုက်ပြီးတော့မှငရန်ကြီးကွာငရန်ကြီးနဲနဲ့အကောင်ကြီးမဟုတ်ပါဘူးလက်မောင်းလောက်ရှိတယ်ဆိုပြီးတပင်းကြီးချလိုက်ခါအေး နေနေအောင်ပေါ့ကွာရေခိုင်းရင်တော့နင်းပေပြင်းမှလည်းဟူကျိန်းသွားလျက်ရေကိုဆက်ပတ်သည်အီတွင်ဖိုးမြတို့လေမြာနက်ကရနက်ကရကြည်မောလိပြီသူတို့လာရင်ကိစ္စကကိုစုံညွဤကိုစုံညွဤလေကွက်ဟိုဘက်တံမြောင်လောက်ရှိနှစ်လုံးပေါက်ကြာပင်အကြီးထဲမှာဂုံတို့ရမြောက်ခု၍နက်ပြဲမနဲ့ရွာတဲ့ရှောက်ရောင်မှုဖြစ်သည်တိုးတော်သူတို့အလုပ်ကိုမသွားတော့ ကိုစုံညိုပတ်နေသောအိုင်ထဲမှငရံဘလောက်ကြီးသည်ကိုသိကျင်သောနှင့်နှစ်ယောက်သားကလင်းပေါ်ငုတ်တုတ်ထိုင်၍ကြည်နေကြလေသည်ကိုစုံညိုလည်းသူတို့ရောက်မှရေကိုကောင်းသွားမပတ်တော့၄၅၀ကျပ်ပတ်တင်လိုက်အိုင်ခွက်ထဲနောက်ပြန်ကြည့်လိုက်ကြည့်လိုက်နဲ့လုံနေပြီးနိုင်ခွက်လောက်ကြသည်၌သူ့အကြံစီကိုအကောင့်ထဲပေါ်တော်သည်သူသည်ရစ်ပတ်ချင်းကိုရက်တက်လိုက်ပြီးရုတ်တရက်ကိစ္စတစ်ခုကိုတရိယာလာပုံနဲ့ဟာ ဖိုးမြနဲ့မဲခါရေငါ့အိမ်မှာအရေးကြီးတဲ့အလုပ်တစ်ခုရှိနေရဲ့ကွာဒီငါရောက်ငါပတ်မနေနိုင်တော့ဘူးဒီတော့မင်းတို့ပဲဆက်ပတ်ပြီးယူကြတော့ကွာဒီတော့ဖိုးမြနဲ့မဲခါသည်ထီမထိုးရပဲနဲ့ထီပေါက်သေးလားဝမ်းသာအားရမျက်နှာရင်းနဲ့ပြိုင်တူလို့မေးလိုက်ကြ၏တကယ်လားတကယ်ပေါ့ဟာငါအရေးကြီးတဲ့ကိစ္စရှိနေလို့သာလမ်းမောင်းလို့ရှိတာကွာဒီငယ်ရ90သား60သားတက်မအောင်ဘူးပဲ အေးဟိုနင်းတို့ဟင်းချက်ပြီးရင်ဟိုငေါ့တက်ခွက်တော့လာပေးကြနော်။အိုးပေးမယ်ပေးမယ်ဆိုရင်မဲခါကထိုင်ရမှာထားလိုက်ရက်ကိုဖိုးမြချင်းရင်ပတ်မလား။ကျမရင်ပတ်ရမလား။ဖိုးမြက"အိုးဒီလောက်ကလေးများငါတယောက်တည်းပတ်ပါမယ်ဟာ"ဆို၍ကတော့မြအောင်ကြိုက်လိုက်လေ။ဖိုးမြရေတဝုန်းနဲ့စတင်ပြပတ်တော့ခါကိုစုညိုသည်လေးကလေးခြုံ၍အိမ်သို့ပြန်သွားလေ၏။ ူမရမဆွေသိမ့်သည်တရင်ထမ်း၍ပြန်လာတော့လေယောင်ကျောက်ကိုမြင်လင်ဟင်ကိုစွန်ညိုရှင်ရေပက်လို့ပြီးခဲ့ပြီလားအစော်ကြီးရှိသေးနော်ခနွဲတော့ပြန်မြူခဲ့ဘူးလဲလေထားခဲ့လို့စိတ်ချပါမလားအခုနဲ့ခနွဲလို့ဖို့တန်မုံစီကနဲတာမဟုတ်နော်အေရင်ကိုစွန်ညိုသည်ဖိုးများနဲ့မေခါတို့လေများပေါ်၌သူလူလေကြားခဲ့ပုံကို ပြောပြတော့ခါမဆွေသိန်းဒီတူလင်းသူသဘောချလွန်၍ခွက်ထိုးခွက်လန်ရှင်မောပြီး ဟင်ရှင်ကတော့ဒါမျိုးတွေတိတ်တက်တယ်နော်ဟုကြာမျက်လုံးလေးနဲ့ဩဘာပြုလိုက်သည်ဤ။တုန်ကညနေနေဝီတရောချိန်တွင်သူတို့လင်မယားနေအောင်ညသာစားပြီးအိမ်ရှိကုပစ်ပေါ်မှာခြေကလင်ချိတ်၍ဆေးလိတ်ကိုစီနဲ့မှိန်နေကြစဉ်အိမ်ရှိပေါ်မှာဗကန်နှလုံးကန်ရေးဝင်လာကြသောဖူးမြောက်ကိုမြင်နေသောကိုစွန်ညိုသည်တုံလုံးလဲနေရကငေါက်ခနဲထား၍ဟဲ့ဖူးမြောက်မင်းဗကန်နေကဘာလဲကွာ ။အိုးကိုစုံညိုကလည်းငါဟင်းလေဗျာ။တခွက်လာပို့ရမယ်လို့ခမရပဲမှားပြေးခဲ့တယ်မဟုတ်လား။ရင်လိုက်ကိုစုံညိုရင်နဲ့အလုံးကြီးတစ်လုံးဝုန်းကနေခုံဆောင်ကောင်။ဟင်းမင်းတို့ငါရင်လေးကတကယ်ငါရခဲ့တယ်လား။ခမားပြောတဲ့လက်မောင်းလောက်အကောင်သာမကဘူးမေခခြေစလုံးလောက်ရှိတဲ့ငရဲမကြီးလဲတကောင်းမြဥတွေနဲ့အဲ့ဒါကြီးတော့တရုတ်ကြီးကိုကြီးစုံကုံစုံဆိုင်မှာတွားရောက်လိုက်တယ် တပိတ်သားနဲ့အစိတ်သားရှိတယ်။အခုကလမ်းမောင်းလောက်အကောင်လေးချက်ခဲ့တာပဲ။ကိုစုညိုခမရကိုတိတ်ကျေးဇူးတင်ပါတယ်ဗျာ။ဒါကြောင့်ဦးနဲ့ဝမ်းမြင်းသားတွေခက်ခဲ့တယ်။ရော့မရွှေသိန်းကယူလေဗျာ။မစက်အဟောင်းသားနဲ့ငင်းနေတော့မရွှေသိန်းလည်းယခုမှနှင်းခွက်ကိုယူရန်တတိယသည်။ကိုစုညိုစိတ်ထဲတွင်ကရခင်မိုးကြီးဆက်ရွာစဉ်ကကြာပြန်ကြီးရေပြည့်ပြည့်မြောင်းကလေးတစ်ခုမှသူ့လေထိတ်ရှိရင်တို့ရေမြောင်းစီဝင်ခဲ့သည်။ ရင်းမအင်ငါးနှစ်ကောင်ပါလာခြင်းဖြစ်ပေမည်။ကြည်တန်းမိမိလီဆယ်ခဲ့တဲ့ငေါလက်မောင်းလောက်တကောင်နဲ့ရဲ့။ယခုမေခခြေတလုံးလောက်ကြီးနဲ့နှစ်ကောင်တောင်ဆိုပါလား။ဖះဖះ။အိုးဒါတဲ့။ရုပ်တရက်အလန်နကြားတန်နဲ့ဟဲ့ဖို့မြ။အိုးမင်းတို့ဒီငါးတွေရတော့ဘယ်ချိန်ရှိပြီလဲ။ခမရပြန်သွားပြီဘာကြလဲဗျ။ထမင်းအိုးတလုံးချက်လောက်ရှိသေးတာပဲ။မေခလက်မြင်တာ။ ပေါ့ချုံအောင်မှာစင်းစင်းကြီးနှကောင်။အိုးဒါဖြစ်လေခွေးလေးကနွားတွေမသွင်းကြသေးဘူးပေါ့။အဘယ်သွင်းကြအောင်မှာတော့ဟိုနေထန်းတက်ဖြားလောက်ရှိသေးတာပဲ။ဟင်။ဟိုဒီတော့ငါရေပတ်တင်တဲ့တမန်ဘောကမင်းတို့ဇီးကတ်တွေအုပ်ပြစ်ခဲ့ကြသေးလား။ဘယ်အုပ်ခဲ့မှာတော့ခမရမမမခဲ့တာပဲ။ငါးနှစ်ကောင်ရရချင်းပဲကျုပ်တို့လင်မြဝန်းသာအရာပြန်ခဲ့ကြတာ။ ရဲနိုင်ကိုစုံညိုရင်ထဲမှာအလုံးကြီးတုံတုံဆွံ့ရောမကမိကြီးကကြတကယ်တို့ပူလောင်လှကလဲတဲ့တို့ဒုံဆန်း၍ပြေးခဲ့သည်ရှောက်တော့အောက်မလီထင်းနဲ့အတိုင်းပါပဲလားဗျာခနွဲပေါက်တမန်မနာခနွဲပေါက်တမန်မှာနွားရီတက်နေသွား၍စီစီညံ့ညံ့အကြီးကပတ်တင်ထားသောရေများသည့်လဲခွက်ထဲမှအိုင်ထဲသို့အလုံးပြန်စီကြကုန်ပြီနွားရီတို့သည်ဖြင့်ခနဲတိုင်းလဲကျွ၍ခနွဲခွက်မှာလဲနွားရီတက်နေသောသည်ဖြင့် တန်ဘုံသည်ခွက်ခွက်ခုံ၍လုံးဝတုံမြတော်ပြီတည်။တော်တော်ဆွေအမတ်ကို1989စက်တင်ဘာလား